TV ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ရုရှားထောက်လည်ရေးတင်ပေါ်ရန်တာသာချင်းချောက်မှုတရက်ဖြစ်လာမယ်ဆိုရင်စည်ရင်းနီလန်းတွင်တုံ့ပြန်မှုအသင့်ရှိတယ်လို့ပြည်တင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟယ်လီကနိုဘာလ19ရက်နေ့မှာသတိပေးလိုက်ပါတယ်။စကော့တလန်မြောက်ပိုင်းကပြည်တင်ရေးပိုင်နက်အစွန်းကိုရောက်လာတဲ့ဒီတင်ပေါ်ကိုစောင့်ကြည့်ဖို့သွားတဲ့တော်ဝင်လေတပ် RAF လေရင်မှုတွေကိုတင်ပေါ်ပေါ်ကလေဆာနဲ့လှမ်းထိုးခဲ့တာဖြစ်ပါတယ်။ Atlas looks like a fuzzy white ball. 3i Atlas လို့နာမည်ပေးထားတဲ့အာကာသရဲကအရာဝတ္ထုဟာကောလာဟာလာထွက်နေသလိုဂျိုသားရင်မဟုတ်ပဲနေအဖွဲအစည်းထက်တက်တန်းရှင်းနဲ့ကြက်တကွန်ကောမတ်တစ်ခုသာဖြစ်တယ်လို့ NASA ကနိုဘာလ19ရက်နေ့မှာပုံရိပ်သစ်တွေနဲ့အတူအတည်ပြုလိုက်ပါတယ်။ဒီကြက်တကွန်ကိုပြီးခဲ့တဲ့ဇွန်လလတုန်းကချီလီနိုင်ငံမှာရှိတဲ့ Atlas Telescope ကနေပထမဆုံးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။